ဲ့တော့ဂျာတာပရိသသမီးတွေအတွက်တဲရောနမိတ်ဖတ်ကြပေးမှာဖြစ်ပါတယ်ဂျာတာပရိသသမီးတွေအတွက်ကြားလာတဲ့နမိတ်ကကြတော့သဝတဲ့သဝစာကဘာလောကဆိုတဲ့နမိတ်ဖြစ်ပါတယ်ကဘာလောကနမိတ်ကကြတော့ဘာဝညွန်ပြတာလေတဲ့ကဘာလောကဆိုတာအဓိကတော့အောင်မြင်ခြင်းတဲ့အောင်မြင်ခြင်းတွေစီသွားတယ်သင်္ကေတနမိတ်ဖြစ်ပါတယ်လွတ်လပ်ခြင်းတွေပျော်ရွှင်ခြင်းတွေပါဝင်ပတ်သက်နေတယ်သင်္ကေတနမိတ်လည်းဖြစ်ပါတယ် ဘဝကလန်းကြီးကိုတာတာရရအေးညာညာရှောက်လန်းရတဲ့ကံကြမ္မာနမိတ်လေးဖြစ်ပါတယ်။ကြာတာပရိသတ်သမီးတွေအတွက်ကြာလာတဲ့တေတော်နမိတ်ကကြတော့ယမနာမကောင်းသောနမိတ်ဖြစ်တဲ့အဖက်ဘက်ကနေအစဉ်ပြေခြင်းနဲ့ကံကောင်းခြင်းနဲ့စိတ်ချမ်းသာရခြင်းတွေအောင်မြင်ခြင်းတွေကြုံမှာ။အဲတော့အလုံးမှာယာတုတို့ခြင်းတွေလာသာတို့ခြင်းတွေကြုံတတ်တယ်။လက်ရှိလုပ်နေတဲ့စီးပွားရေးလုပ်ငန်းဆောင်တာတွေမှာအောင်မြင်ခြင်းတွေကြုံရတတ်တယ်။လူမျိုးသားဘာသာကြားနိုင်ငံသားတိုင်းပြည်တွေနဲ့ဆက်ဆက်ပြီးတော့ လောက်ကန်ရတဲ့အလုပ်တွေမှာတူတူကြကြအောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်တတ်ပါတယ်။ဒီကတော့ရက်ဝေးရနေပြီးတော့ကောင်းမွန်တဲ့ခရီးစကားတွေသတင်းစကားတွေကြားတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ရက်ဝေးနဲ့ပတ်သက်ရင်တော့ကန္တလာကောင်းတော့မယ်နော်။ကြာသပတေးသားသမီးတွေအတွက်နောက်ဆွေမျိုးသားချင်းကိုအကြောင်းပြုပြီးတော့နည်းနည်းလေးစိတ်ညစ်ရတတ်ပါတယ်။နော်မတည့်တဲ့ဆွေမျိုးသားချင်းတွေနဲ့အတူနေနေရတတ်တဲ့အတွက်တောက်ကရရတတ်ပါတယ် ထောက်လူမွေးနဲ့ပတ်သက်တဲ့ကံတော်မှာကြတော့သေမင်းကကြတယ်ယုတ်ဒီရဲ့ခွဲခွာရခြင်းတွေကိုညွှန်ပြတာ။အဲ့တော့ကိုယ့်ရဲ့မိတ်ဆွေတွေကိုယ့်ရဲ့ပေါင်းသင်းတွေကိုယ့်ရဲ့တငယ်ချင်းတွေနဲ့မမျှော်လင့်မနဲ့ဝေးကွာသွားတာမျိုးတွေကြုံရတတ်တယ်။မမျှော်လင့်မနဲ့ခွဲခွာလိုက်ရတဲ့အဖြစ်အပျက်မျိုးတွေကြုံရတတ်ပါမွေးခြင်းနဲ့ပတ်သက်တဲ့ကံတရားတဲ့ကြာတာပရိသသမီးတွေတွေမေရောဤနမိတ်ကြတော့နော်မေရောဤနမိတ်ကကြတော့ဒီကတော့မွေးခြင်းနဲ့ပတ်သက်ရင်ကံတရားကောင်းတယ်အဖက်ဘက်ကနေ အစဉ်ပြေခြင်းနဲ့စိတ်ချမ်းသာရခြင်းနဲ့တန်ကောင်းခြင်းတွေကြုံမယ်တဲ့။ငွေကြေးနဲ့ပတ်သက်တဲ့ခေါင်းစဉ်ဆိုရင်ဇာတာပရိသတ်သမီးတွေဆိုတော်တော်လေးကောင်းမှာ။ရစရာကြီးတဲ့ငွေတွေချောချောမမောရမယ်။ပေးစရာကြီးတဲ့ငွေတွေလည်းချောချောမမော ပေးနိုင်တာပေါ့နော်။ငွေကြေးနဲ့ပတ်သက်ရင်တော့တော်တော်လေးကောင်းမှာ။တော့မေရိုင်းနမိတ်ကကြတော့ဘာကိုညွှန်ပြတာလဲဆိုတော့ မဲရိနမိတ်ကကြတော့ကျွန်တော်တို့ဒီမမျော်လင်းနဲ့ငွေချင်းနဲ့ပတ်သက်တဲ့ကံတာတာတွေကောင်းတာပေါ့ဒီမှာယုတ်ရက်ထီပေါက်လို့ငွေဝင်တာတို့တရားတဲ့သောတရားသောသူကကိုညီပေးလို့ငွေဝင်တာတို့ကိုယ့်ရဲ့စီးပွားရေးကိုယ့်ရဲ့အလုပ်ကိုင်နေနဲ့မဆိုင်မနဲ့ယုတ်ရက်ငွေဝင်တာမျိုးတွေဖြစ်တတ်ပါလေ။အဲကျမ်းမာရေးကျမ်းမာရေးမှာဆိုရင်တော့ဇာတာပရိသတ်သမီးတွေဟာ ဒီခြေသစ်လက်စစ်တွေနာကျင်တာတွေကြိုက်ခဲတာတွေကြုံရတတ်တယ်။နောက်တစ်ခုကဘာသာစာပြန်အန္နာမျိုးတွေဖြစ်တတ်တယ်။ဘာသာစာပြန်အန္နာမျိုးတွေဖြစ်တတ်တယ်။နောက်တစ်ခုကရှင်ပြည့်ရင်ကဲအဲ့လိုမျိုးတွေဖြစ်တတ်တယ်။နောက်ကြာသပရိသတ်မြေရဲ့ပညာရေးနဲ့ပတ်သက်တဲ့ကံနဲ့ရေခွက်နှစ်ခွက်တဲ့ရေခွက်နှစ်ခွက်ဆိုတာတော့အင်မတန်ကောင်းပါတယ်။ပညာရေးနဲ့ပတ်သက်ရင်ကံသာတာကောင်းတာပေါ့နော်။သင်တန်းကိစ္စတွေစောင်းဝဲဖြစ်ဖို့ကိစ္စတွေ အဋ္ဌာန်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာအထူးသဖြင့်အောင်မြင်မှုရတတ်ပါတယ်။နောက်ကြာတာပရိသတ်သမီးတွေရဲ့နှလုံးသားရေရာနဲ့ပတ်သက်တဲ့ကံကြမ္မာကကြတော့တက်လက်ပါလားဆိုတာပြောရှင်တာပေါ့။ချစ်သူနှစ်ဦးဆိုတဲ့နမိတ်ကြတာပေါ့နော်။အခြေအနေနဲ့ပတ်သက်ရင်ကံတာတာကောင်းပါလေ။အိမ်တော်ရင်းနဲ့ပတ်သက်ရင်လည်းကံတာတာကောင်းတယ်။အခြေအနေနဲ့ပတ်သက်ပြီးတော့ရည်ရွယ်ထားတဲ့ကိစ္စတွေ၊ရည်မှန်းထားတဲ့ကိစ္စတွေဆိုရင်လည်းပဲထူးထူးခြားခြားအောင်မြင်မဲ့ကံတာတာမျိုးရှိပါလား။ ဲ့တော့အဓိကတော့ဒီနိုင်ငံသားကိုသွားမဲ့ကိစ္စတွေဒုတိယကြာကြုံမတတ်တဲ့အချိန်ဖြစ်တဲ့ဂျာတာပရိသတ်သမီးတွေအတွက်ပြပနိုင်ငံသားတိုင်းပြည်တွေမှာခရီးသွားရောက်လုပ်ကင်တာတွေဒုတိယကြာအောင်မြင်မယ်နိုင်ငံသားတိုင်းပြည်တွေမှာသွားပြီးတော့ကြောင်းတက်ဖို့လိုပါလို့ကြိုးစားအားထုတ်နေတဲ့ကိစ္စတွေအောင်မြင်တတ်တယ်နိုင်ငံသားတိုင်းပြည်တွေသို့မဟုတ်ရပ်ဝေးရနေပြီးတော့ကောင်းမွန်တဲ့သတင်းစကားတွေကြားဖို့အတွက်ဆောင်ဆိုင်နေတဲ့ကိစ္စတွေအောင်မြင်တတ်တယ် ။နောက်နံပါတ်2ကအထူးကောင်းတာတော့ငွေချင်းနဲ့ပတ်သက်ပြီးတော့ကန်တာတာကောင်းတယ်။နော်သူကိုယ့်ရဲ့စီပွားရေးကိုယ့်ရဲ့လုပ်ငန်းကိစ္စကိုယ့်ရဲ့ပင်မန်းစရာအပင်မန်းခံပြီးတော့ကြိုးစားလှုပ်ဆောင်နေတဲ့စီပွားရေးလုပ်ငန်းဆောင်တာတွေနဲ့မဆိုင်ဘူး။အလိုလိုနေနဲ့ငွေတွေဝင်လာတတ်တဲ့အချိန်ကာလမျိုးဖြစ်တတ်ပါလေ။အဲ့တော့ကြာသပတေးသားသမီးတွေအတွက်သတိထားစရာလေးတွေကတော့အဲဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာနည်းနည်းလေးအတိုက်ခံလေးတွေကြုံတတ်တယ်ပေါ့နော်အဲ့ဒါလေးတော့သတိထားပါကိုယ့်ရဲ့မိစေပေါင်းတဲ့ငွေချင်းတွေနဲ့ ကြားလျော်သာပါနော်အကြောင်းမြင့်နဲ့ခွဲခွာရတာလေခွဲခွာသွားတာမျိုးတွေတော့ဂျုံအပ်တတ်ပါလေထာဝရပြည်သားသမီးတွေတွေအကျိုးပေးတယ်ကံကောင်းတဲ့အကြောင်းဆိုရင်နင်းညိုရောင်နဲ့အဝါရောင်နဲ့ကောင်းပါလေ၃စာ၅စုံ၅စာ၃စုံစတဲ့နံပါတ်တွေရှားပြီးတော့ထိုးပါမြတ်စွာဘုရားရှင်ကိုတော့မြတ်ကြီးကိုစပယ်ပန်းလို့နော်စပယ်စပယ်ပန်းလေးတွေကလူပူဇော်ပြီးတော့ဆုတောင်းလိုက်ပါအញ្ញံခိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်